တာမွေမြစ်တာညွန်ရက်ွက်ကတိုက်ခန်းတခန်းမှာလူကြမ်းစီမှုဖြစ်ပွားတာမွေမြို့နယ်မြစ်တာညွန်ရက်ွက်ဝနသင်္ကေလန်းကတိုက်ခန်းတခန်းမှာလူကြမ်းစီမှုတစ်ခုမတ်လ10ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်အဆိုပါဝနသင်္ကေလန်းတိုက်ခန်းတစ်ခုရဲ့ပထမတဲ့နေမှာနေထိုင်တဲ့အမျိုးသမီးတူဟာ နေငှနဲ့အပြင်ကို ထွက်လာတဲ့အချိန်မှာပဲ မျိုးသားတူကဥကောင်းကိုအိမ်နဲ့ဆွတ်ပြီးတော့ဒါနဲ့လေဘင်းကိုထောက်ခဲ့လို့အဲ့ဒီအနေနဲ့မှနေထိုင်တဲ့သူတွေထံကသိရပါတယ်သူသမီးကိုသွားကြိုတိုက်ခန်းတကားကိုတော့ပိတ်နေတဲ့အချိန်မှာပဲလူတစ်ယောက်ကမျက်နှာကိုကြိုကြိုနဲ့ခေါင်းကိုဆွတ်ပြီးတော့လေဘင်းကိုဒါနဲ့ထောက်တာပါတော့ကိုပြန်ဖွင့်မို့ဒါနဲ့ထောက်ပြီးတော့လှုပ်ခိုင်းတာပါအိမ်ထဲလဲရောက်ရောခေါင်းကိုထုပါတယ်အဲ့ဒီအမျိုးသမီးသတိမေ့သွားတော့မှအိမ်ထဲကငွေတွေပစ္စည်းတွေ ဖုန်းလေးယူသွားတာပါ သူ့အမျိုးသားကအိမ်ပြန်လာတော့မှ သိရတာပါလို့အဲ့ဒီလမ်းမှာဒီတိုင်းတဲ့သူသူကပြောပါလေနူချန်းစီးခံရတဲ့အမျိုးသမီးမှာအသက်30ဝန်းကျင်ဖြစ်ပြီးလေမင်းမှာဓာတ်တန်ရရှိခဲ့ပြီးတော့ကျူးလွန်တဲ့သူကတော့ထွက်ပြေးလွတ်မြောက်တဲ့ရှိတယ်လို့သိရပါတယ်။ညနေ9:45မိနစ်အချိန်ကြီးလုံကျိုးရေးတပ်ဖွဲ့ကစစ်ဆေးနေသေးပါ။တမိုးကြီးလာပါတယ်ပြောပါတယ်။ ရက်သိန်းဘလောက်ဘိုးပါတယ်ဆိုတာကတော့တေချာမပြောသေးပါဘူးရန်ကုန်လိုမြို့ပြကြီးမှာအခုလိုဖြစ်ရမျိုးတွေကြားရတာအင်ရှင်မတွေအတွက်လုံကိုစိုးရင်စရာပါလို့ဖြစ်တာညွန့်မှာနေတဲ့သူတူကလည်းပြောပါလေ